ကိုပြေဖို့နိုင်ရေဒီနေ့လေဒီပုံနှက်ကြောမှာဒီစစ်ကောင်စီကနေပြီးတော့မှဒီဂျက်တိုင်လင်နဲ့စီးနဲ့ဘုံကျဲခဲ့လို့သိရပါတယ်ဆိုတော့ဘုံကျဲခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဟိုဘုံကျဲခဲ့တဲ့အချိန်မှာကိုတို့ချိနေလားဘလို့အချိန်တွေရှိနေလေဗျပြီးတော့ဒီထိခိုက်ပျက်စီးမှုအချိန်တွေကရောဟိုဘလို့ရှိပါလဲဗျအော်ဟုတ်ကဲ့ဒီနေ့ဟိုအာပုံနာကျောင်းကိုဘုံဟိုဂျက်ဖိုင်ယာနဲ့စီးနဲ့လာကျေးတော့တာခင်ဗျာဘုံကျေးတာတော့ဒီဟိုမနေ့ဟိုနေ့လေတနာကြီးဝန်းကျင်လောက်မှာကျေးရခင်ဗျာ ဟိုဘုံကတော့၃လုံးကြရခင်ဗျနောက်ထပ်ဒီစစ်တွေဘက်ကနေပြီးတော့ဒီအတွေးလိုက်နဲ့ဟိုပြစ်လိုက်တာဒီစုစုပေါင်း၁၀လုံးကြရခင်ဗျဟုတ်ဆိုတော့ဘုံဘယ်နေရာကိုကြေးခဲ့တာလဲဗျပြီးတော့ဒီထိခိုက်ကြဆုံမှုအခြေအနေကရောဘယ်လိုရှိပါလဲဗျအော်ဒီဘုံကြေးတာတော့ဘယ်လိုပြောမလဲဟို950နီးဟိုဟာဟိုငါးရငါးစီပေါ်ကိုကြေးရခင်ဗျနောက်တစ်လုံးကတော့ဒီဟိုဟာပုံနာကျွန်းအထက်ကကျောင်းသားမှာဟိုကြရခင်ဗျ ဟိုပျက်စီးတွေကတော့မရှိဘူးခင်ဗျအဲ့လောက်ဒီဟိုကြီးကြီးမားမားပျက်စီးတွေကတော့မရှိဘူးဟိုအထီးကိုင်းမချိတာကြတော့ဒီပုံနာကျုံမျိုးတွေမှာလူမနေဘူးလေဟိုအဲ့ရောင်ဒီလူအထီးကိုင်းလက်သွားတာခင်ဗျအာဆိုတော့ကိုဒီပုံနာကျုံမျိုးမှာအဲ့လိုတိုက်ပွဲဖြစ်လို့ကြေးတာလားအခုလိုမျိုးဘုံကြေးတာလားပေါ့လေဟိုဘာကြောင့်အခုလိုမျိုးဟိုဘုံလာကြေးတယ်လို့ထင်နေဗျတိုက်ပွဲကကြတော့ကျွန်တော်တို့ပြောအထီးကျတော့မပြောနိုင်ဘူးခင်ဗျဒါပေမဲ့ဒီ အဲစစ်ကောင်စီကနေပြီးတော့ပုံနာကျွန်းရဲ့တခြားဒီပုံနာကျွန်းနီးနာရော်တွေကိုဟိုရန်ဖျံခွာလို့အဲ့လိုမျိုးဒီဟိုတိုက်ခိုက်တော့ရှိတယ်မြတ်တွေးလိုက်တုံးနေနဲ့အဲ့သူတို့ပြစ်လို့လဲဟိုမကြာခဏဆိုတော့လို့အဲ့လိုမျိုးကျွန်တော်တို့ဒီရခိုင်ပြည်သူတွေဟိုအထိခိုက်တော်တော်များနေပြီမြတ်ဘာလို့အဲ့လိုလောက်တက်လဲဆိုတော့ဒီသူတို့အရင်တလောကကြွကြော်ထားရလေပုံနာကျွန်းကနေပြန်သိမ့်ဝင်ဆိုပြီးတော့ဒီသူတို့နေတဲ့ဒီလက်ရှိဟိုရခိုင်မှာ စေရအရာရောအကုန်လုံးဒီရှုံးနေတဲ့ခါကျတော့သူတို့နေတဲ့ဒီ အပြစ်မရှိတဲ့ပြည်သူတွေပေါ့အော်ဘယ်လိုပြောမလဲသူတို့ဒီစစ်ကိုစစ်နဲ့တူအောင်မတိုက်တက်လို့ပေါ့နော်အဲ့လိုမျိုးဒီအပြစ်မရှိတဲ့ပြည်သူတွေကအကုန်လုံးရောရှာပြီးတော့အဲအထင်းချောက်ထားတဲ့နေမျိုးတွေမှာပြည်သူတွေမနေရအောင်ဆိုပြီးသူတို့ဓမေတကချင်းချောက်နေရတော့ထင်တယ်ခင်ဗျာဟုတ်